လူတအူးသွားလာပိုင်ခွင့်ရှိတဲ့အရက်ကိုမသွားမလာရအောင်တားဆီးရင်အေးအေးလို့ရပါသလားအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LV Group မြန်မာ Law Fan ကတရားလွှတ်တော်ရှေ့နေထောက်ခိုင်းစုဝေဖြစ်ပါတယ်ကျမတို့ Law Fan အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကို ွေးနှင်းမျှဝေပေးလျက်ရှိပါတယ်။ရာဇသက်ကြီးပုံမှာ339မှာဘလို့ပြထားတာလဲဆိုရင် လူတအူးသွာလာပိုင်ခွင့်ရှိတဲ့အရက်ကို မသွာလာရအောင်တားဆီးရင်မိသူမဆိုထိုသူအားမိမိအလိုလျောက်ပိတ်ပင်လျင်ထိုပိတ်ပင်သူသည်မတရားတားဆီးကန့်ကွက်တည်မိဤဟုပြထားနာပါတယ်။ကင်းလို့ချက်ကတော့ကုန်းတွင်ဖြစ်စေရေတွင်ဖြစ်စေကိုပိုင်လန်းကိုတရားသဖြင့်ပိတ်ပင်ခွင့်ရှိကြောင်းသဘောရိုးဖြင့်ယုံကြည်၍ပိတ်ပင်ခြင်းသည်ဤဥပဒေ၏အဓိပ္ပာယ်အတွင် အကျုံးဝင်သော ပြစ်မှုမဟုတ်ဟုပြထားနာပါတယ်။မ တရားတားဆီးကန့်ကွက်ခြင်းအတွက်ပြည်တံကိုတော့ရာဇသက်ကြီးပုံမှ341မှာဘလို့ပြဌာနာသလဲဆိုရင်မိသူဝဆိုတူတူဦးကိုမတရားတားဆီးကန့်ကွက်လျင်ထို့သူကိုတလားအထိအလုံးမဲ့ထောင်ဒဏ်ဖြစ်စေ၊ကြက်၅သောင်းအထိငွေဒဏ်ဖြစ်စေ၊ဒဏ်ရရလုံးဖြစ်စေချမှတ်ရမယ်လို့ပြဌာနာပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချက်ရမယ်ဆိုရင်တော့လူတူသွာလာပိုင်ခွင့်ရှိတဲ့အရက်ကိုမသွားမလာရအောင်တားဆီးကန့်ကွက်မယ်ဆိုရင်နံပါတ်၁ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။နံပါတ် ှစ်ငွေဒဏ်ချမှတ်ခံရနိုင်ပါတယ်။နံပါတ်3ထောင်နဲ့ရောငွေဒဏ်ပါချမှတ်ခံရနိုင်ပါတယ်။နောက်တစ်ပိုင်းမှာတက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ကျွန်မဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။